ခုတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံရောက်ရွှေပြားလုံသားများအား CI မှပြည်ကျေးထုတ်ပေးနေတဲ့ဌာနခွဲရန်ကန်တပ်မရှိရာရဆိုင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက်အထောက်ထားမယ့်မြန်မာရွှေပြားလုံသားများဟာမြန်မာနိုင်ငံသားဖြစ်ကြောင်းသတိခံလက်မှတ် Certificate of Identification CI မှနိုင်ငံကူးလက်မှတ် PG ကိုပြောင်းလဲထုတ်ပေးနေတဲ့ဌာနခွဲကိုရဲကန့်တမရှိဘဲနဲ့ရဆိုင်မှာဖြစ်တယ်လို့ဘန်ကောက်အစီအစဉ်မြန်မာတန်ရာရှိရုံကအသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါဌာနကိုနိုဝင်ဘာ15ရက်နေ့မှစတင်ကရာရဆိုင်လိုက်တာဖြစ်ပြီးတော့ရာရရှက်လက်ကရဌာနကိုပြန်လည်ဖွင့်လှစ်မယ့်နေ့ရက်ကိုပြန်လည်သိပေးကြသွားမယ်လို့သိရပါတယ်လက်ရှိမှာကိုရင်းနောက်ကြဆစ်စစ်ပြီးတော့နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့အတွက်ကြန့်ရှိနေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေအနေနဲ့မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်များကိုလာရောက်ထုတ်ယူကြဖို့အတွက်လည်းအသိပေးထားပါဗျာ ထိုင်းနိုင်ငံမှာရှိတဲ့မိသူမိဘအဖြစ်ကြောင့်တည်ထိုင်ခံလက်မှတ် certificate of identity ci ကိုဆောင်ထားတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအနေနဲ့နိုင်ငံသားအထောက်အထားမှန်ကန်ပြည်ဆောင်သူတွေကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးအတွက်ကိုယ်ရေးအရှက်လက်ကောက်ယူခြင်းကို အရှက်လက်ကောက်ယူဌာနကွဲမှာဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်ဒီတဲ့တဲ့ကတော့မြန်သူသူကပြပူလာပါဘာ